ရှင်ဖျားသုံးပြောက်လို့ငါးကွယ်၆ရွာနှင့်လွယ်ရှင်မတိလေးပြောက်တော့တင့်နဲ့လွယ်ဆယ်များတော့လေးကဆွဲပတိယိုလေးနဲ့ဖြစ်ပြပါတဲ့မတိလို့မိတာတော့မဟုတ်လားเนาะဒီပြင်မဲ့လည်းပဲသူတစ်ပါးတွေသိစေချင်လို့မေးပုံရပါတယ်အဲ့တော့သုံးပြောက်လို့ငါးကွယ်ဆိုတာကသုံးဆိုတာကယတနာသုံးပါးကိုပြောတာเนาะဖျားယတနာတရားယတနာတန်ခါယတနာ ချက်တနာ၃ပါးပျောက်ပြီးတော့ငါးခွဲဆိုတာက၅ပါးတိလာကိုပြောတာနော်သူသက်သက်ချင်းသူဥစ္စာခိုးချင်းသူတို့ဘာအင်အားလွန်ကျူးချင်းနော်မူတာစကားပြောဆိုချင်းအယက်တိစာတောက်စားချင်းနော်အဲ့တော့တရဏဂုံလည်းမတီတော့ဘူး၅ပါးတိလာလည်းကြောက်သွားပြီဆိုရင်6ရွာနှစ်လွယ်တဲ့နော်6ရွာဆိုတာကနှစ်ကြီး6ထပ်ကိုပြောတာနော် တရဏဂုံမတည်တဲ့ပုံကို၅ပါးတိလာမမြဲတဲ့ပုံကိုနှက်ပြင်းနဲ့လည်းပဲလွယ်နိုင်တယ်တဲ့ရှင်မတိလေးပြောက်တော့ရှင်မတိဆိုတာကမကင်ရှိပါကိုပြောတာเนาะတမာဒိဋ္ဌိမှန်ကန်တော့အမြင်ပေါ့เนาะတမာသင်္ကပ္ပမှန်ကန်တော့တွေးကြံမှုเนาะပြီးတော့တမာဝါစာမမှန်ကန်ကန်ပြောဆိုမှုပြီးတော့တမာကံပန္တမှန်ကန်တော့အလုပ်ပေါ့เนาะတမာအာစီဝเนาะအတ္တမွေးဝမ်းကြောင်းစင်ကြယ်မှုတမာဝါရဲ့မှာ မှန်ကန်သောလုံလာဝိဒယာစိုက်ထုံမှုတမာတတိမှန်ကန်သောအောင့်မေ့တတိယမှုเนาะတမာတမာတိလို့ခေါ်တယ်မှန်ကန်သောတည်ကြည်မှုเนาะမကင်၈ပါးကိုမသိဘူးဆိုရင်တဲ့เนาะလေးပြောက်တော့လေးပြောက်တော့ဆိုတာကဩသစ္စာလေးပါးပြောက်တာကိုပြောတာเนาะဒုက္ခသစ္စာသမုဒယသစ္စာမကသစ္စာနိရောဓသစ္စာเนาะသစ္စာလေးပါးကြောက်သွားပြီဆိုရင်တင့်နဲ့လွယ်ဆိုတာနိဗ္ဗာန်နဲ့လွယ်မယ်တဲ့ ဆယ်များတော့လေးကဆွဲဆယ်ဆိုတာကဒုစရိုက်ဆယ်ပါเนาะကာယဒုစရိုက်3ပါဝစီဒုစရိုက်4ပါမနောဒုစရိုက်3ပါเนาะအဲ့ဒီဒုစရိုက်ဆယ်ပါများလာပြီဆိုရင်လေးကဆွဲဆိုတာ4ရွာကဆွဲပေါ့เนาะအပယ်4ပါကိုကြာရောက်နိုင်တယ်ဆိုတာကိုပြောချင်တာပါအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေเนาะ